မင်္ဂလာပါရှင်တပတ်တွင်မိုးလေဝသခန့်မှန်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတပတ်အတွက်ရာသီဥတုအခြေအနေတွေကိုတင်ဆက်ပေးသွားမှာပါရှင်ခြုံငုံမြပြောရရင်တော့မိုးလေဝသမြေပုတ်တွေမှာအရှိမြောက်လီစီကြောင်းနေအကောက်လာတာတွေ့ရတဲ့အတွက်ကျမတို့မြန်မာနိုင်ငံစီကိုဆောင်းရက်ပြီးဟာတိတိပပပပပပဝင်ရောက်လာပြီလို့ဆိုရမှာပါ ပထမဆုံးသတင်းကောင်းကတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်မဲ့မှုန်တိုင်းလမ်းကြောင်းတွေဟာအဒီယာသမုဒ္ဒရာဘက်ကိုပဲဥတီသွားမှဖြစ်တယ်လို့တောက်တရုတ်ပင်လယ်ကတိုင်ဖွန်းမုန်တိုင်းခိုတိုကလည်းပြီးဆုံးသွားပြီဖြစ်တဲ့အတွက်အရှင်မြောင်မုတ်တုံလေးတွေအကောက်ကောက်နဲ့ဝင်ရောက်လာတော့မှာပါ။ဒါကြောင့်ဒီတစ်ပတ်အတွင်းမြန်မာနိုင်ငံမှာမူရနိုင်ခြင်းမရှိသလောက်နေပါပါရဲ့ရှင်။ဒါကြောင့်ရခိုင်အေယာဝတီနဲ့မွန်ပြည်နယ်ကစားတောက်သူကြီးတွေအနေနဲ့လုပ်ငန်းတွေရပ်နာထားဆရာမလို့ပဲပုံမှန်အတိုင်းဆက်လုပ်နိုင်မှာဖြစ်ပါရဲ့ရှင်။ နေ့ပူချိန်တွင်နေတဲ့ကတော့ချင်းပြည်နယ်မြောက်ပြားပိုင်းဖောက်ကမ်ရာစီလိုရေခဲတောက်ဒေသတွေမှာအပူချိန်သုံးသတိကရီအောက်ထိကျဆင်းပြီးရေခဲမှန်းအောက်ရောက်နိုင်ပါတယ်ရှင်ရှမ်းချင်းနဲ့ကရင်ပြည်နယ်တွေမှာလည်းနေပူချိန်22ဒီဂရီကနေ24ဒီဂရီလောက်ပဲရှိပြီးအေးမြနေမှာပါ။ဒါပေမဲ့ဗုဒ္ဓဟူးနေလောက်မှာတော့အေရဝတီ၊ရန်ကုန်၊ပဲခူး၊ကရင်နဲ့မွန်ပြည်နယ်တွေမှာအပူချိန်နှင်းငယ်ပြန်တက်လာနိုင်ပါရဲ့ရှင်။ ရေထိုးအပူချိန်30ဒီဂရီကနေ32ဒီဂရီလောက်ရှိပေမဲ့ခံစားရတဲ့အပူချိန်ကတော့32ကနေ34ဒီဂရီစင်တီဂရိတ်ထိရှိနိုင်တာကြောင့်နေ့လယ်ဘက်ပူလိုက်တယ်လို့ခံစားရနိုင်ပါရဲ့ရှင်။ဆိုင်ပြည်ရေတောက်သူဦးကြီးများရှင်လီဒုဆိုထိုင်းစားလေတိုက်နှုံနဲ့အငွေ့ပြတ်မှုချင်းတွေကြောင့်မနက်ပိုင်းမနက်၈နာရီတိပိုသက်စီပေါက်သက်စီဖြန့်ဖို့မတင်တော်တဲ့မြို့နယ်တွေနေရလိုက်ရှိနေပါတယ် တသိန်းကြောင်ကုန်းလပွတ်တာဝါခင်မာမျိုးနယ်တွေမှာဆိုရင်ဒါမဲ့တနင်္လာအင်ကဗုဒ္ဓဟူရက်တွေကျုံမငေးဘိုးကလေးမော်လမြိုင်ကျုံမျိုးနယ်တွေမှာလာမဲ့တနင်္လာနယ်အင်ကရက်တွေမြောင်းမြငပုတော်ကံကြီးတော်မျိုးနယ်တွေမှာအင်ကနဲ့ဗုဒ္ဓဟူရက်တွေနဲ့ပန်တနော်မျိုးနယ်မှာဆိုရင်အင်ကနေ့တွေမှာမနက်ပိုင်းမနက်ရှင်းနိုင်အထိဆေးဖြန့်ဖို့မသင့်တော်ပါဘူးရှင်ဒီရက်ဒီချိန်လေးတွေကိုရှောင်ပြီးဆေးဖြန့်ကြဖို့အကြံပြုလိုပါတယ်ရှင် ဆောင်ရည်ရေထုံးစံတိုင်းအင်းများ၆သွေးပြီးလေတိုက်နှုံများတာကြောင့်မန္တလေးတိုင်းတွေက မြစ်တာနထိုကြီးညင်းချံကြောက်ပရောင်တောက်တာမလိုက်မိထီလာသာစီပျော်ဖွဲရမဲသိညာဦးမကွေတိုင်းတွေက ရေစကြိုမြိုင်ကံမကြောက်နတ်မတောက်တွင်းကြီးနေပြည်တော်ကတက်ကုတ်ဒေသတွေမှာမြည့်ရနေတဲ့တတိပြုဖို့လိုပါမယ်ရှင် နောက်ဆုံးအနေနဲ့ပြင်းပြင်းခရီးသွားရင်လည်းရေလောက်သားတွေအတွက်ကတော့ တပတ်လုံးလိုက်တင်းတင်းသာရှိနိုင်တာမလို့စိတ်ချလက်ချပုံမှန်တိုင်းသွားလာလောက်ကိုင်းနိုင်ပြီဖြစ်ကြောင်းတတိငောက်ပါလိုက်ပါရဲ့ရှင်အပူချိန်အတက်ကျရှိနိုင်တဲ့တပတ်တာဖြစ်လို့ကျမရေကယူဆိုင်ကြပါနောက်တစ်ပတ်မှပြန်လည်ဆက်တွေ့ကြပါမယ်ရှင်အခုတင်ဆက်ပေးခဲ့တဲ့မိုးလွေတာခံမှန်ချက်တွေကိုမိုးလွေတာလီလာသူတူဖြစ်သူကိုလကွန်းအိမ်ကမိုးလွေတာခံမှန်ချက်မော်ဒယ်ရဲ့ဖော်ပြချက်တွေကနေတဆင့်ခံမှန်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ မူလဝေသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေလေရှိတာကြောင့်ကျွန်မတို့ CJ platform ရဲ့နောက်ဆက်ရောက်မူလဝေသခံမှန်ချက်တွေကိုလည်းဆက်လက်ဆောင်ကြည့်ပေးကြဖို့မြစ်တာရဲ့ခံပါရရှင် CJ platform ရဲ့မူလဝေသခံမှန်ချက်တွေကိုစောင့်ကြည့်နားဆင်ပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပေတွေကနေကင်းဝေးပါစေလို့ကျွန်မစင်တီကဆုတောင်းပေးပါရရှင်မူလဝေဒခမန်ချက်တွေပုံမတိကျနိုင်ဖို့မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝေဒနဲ့အတူတူဖြစ်စဉ်တွေကိုလည်းကိုမမရေးသားမျှဝေပေးခဲ့ပါဦးရှင်။